။အလင်းတန်ခံပြီးမှကုဆတ်ယောဂါတွေကျုံတွေ့ရတဲ့အတွက်ကြောင့်ကျွန်မတို့ဒါကိုဘယ်လိုကပြင်ဆင်ကြအောင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့သိရှိထားဖို့လိုပါတယ်။အဲ့တော့ဒီလက်ချာမှာတော့ကျွန်မတို့ကမ္ဘာနိုင်ငံအသီးသီးမှာဖြစ်ပွားခဲ့တဲ့ကျုံတွေ့ခဲ့ရတဲ့ခြေခွဲစရာငလင်းထန်တွေကိုအဲဘယ်လိုမျိုးကျွန်မတို့ကြော်ဖြတ်ခဲ့ကြတယ်ဆိုတာရယ်သူတို့တွေကိုကြည့်ပြီးတော့ကျွန်မတို့ဘယ်လိုသင်ခန်းစာယူလို့ရမလဲမိမိတို့လက်ရှိအနေအထားနဲ့ရောဘယ်လိုမျိုးအဲအကောင်းဆုံးဖြစ်အောင်လို့လိုက်ရောညီတွေဖြစ်အောင်လို့အသုံးချကြမယ်ဆိုတော့လည်းပဲအားလုံးနားလည်ထားဖို့အတွက်ရည်ရွယ်ပြီးတော့ကျွန်မဒါလေးကိုပြင်ဆင်ပေးတာဖြစ်ပါတယ် အဲ့တော့ဒါကကျွန်မ reference ယူထားတဲ့ဂျာနယ်ဖြစ်ပါတယ်ဒါကတော့ဒီတော်တော်များများသောကမ္ဘာငလျင်တန်တွေကို analyze လုပ်ထားပြီးတော့ပြန်လည်ပြီးသုံးသပ်ထားတဲ့ review article ဖြစ်တဲ့အတွက်ကြောင့်မတော်တော်လေးစုံလင်ပြီးတော့ဒါအများကြီးလည်းပဲ informative ဖြစ်ပါတယ်ငလျင်တန်ကြောင့်မလို့ရှင်းနေပြီးသားသဘောပတ်ဝန်းကျင်ကိုပြောင်းလဲလိုက်တဲ့အတွက် အပြည်သူ့ကျန်းမာရေးစနစ်ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုအများကြီးကြီးကြီးမားမားတည်ရောက်မှုရှိတယ်ဆိုတော့ကျွန်တော်နားလည်ထားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့က risk factor လို့ခေါ်တဲ့အနေရရှိမှုပေါ့နော်။အနေရဘလောက်ဒီရှိနိုင်လဲရှိနိုင်တဲ့အချက်လက်တွေဘလောက်ဒီများများအဲကျွန်တော်တို့မှာပြင်ဆင်ထားတာရှိသလဲ၊ project ထားတာရှိသလဲဆိုတာရေးဒါတွေကျွန်တော်တို့ preventive measures လို့ခေါ်တယ်။ဒါအားကြီးဘယ်လိုလုပ်ကြအောင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းပဲထည့်သွင်းပြီးတော့ဟာစစ်စစ်စဉ်းစားဖို့လိုမှာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီယောဂါတွေဟာဟိုတစုတူတူစုပေါ့နော်။အစုလိုက်စုလိုက်လေး၊ကွက်လိုက်လေး sporadic cases တွေလည်းကျွန်တော်တို့တွေ့လာ နိုင်လေဒါကကျွန်တော်တို့ကတ်အတွင်း outbreak နေနေပေါ့နော် data တွေမှာပဲမိမိတို့ရဲ့ဒီရွာဒါမှမဟုတ်ရှင်တွေမြို့နယ်အတွင်းမှာပဲပြန့်နှံ့နေတာဖြစ်နိုင်ဒါမှမဟုတ်ရှင်တွေပဲကျွန်တော်တို့အလင်းအမြန်ကူးစက်လာတဲ့ epidemic ပုံစံမျိုးတွေလည်းပဲဖြစ်လာနိုင်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီ cholera outbreak လိုဟာမျိုးတွေပေါ့ဒါမျိုးတွေဆိုလို့ရှင်ကျွန်တော်တို့ဒီ data တွေမှာ epidemic ပုံစံမျိုးတွေအနေနဲ့ရေအရင်းမြစ်တွေပျက်စီးရတဲ့အကြောင်းမလို့ဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဒါနဲ့ပတ်သက်ပြီးတော့ခါကြတော့ရေပေါ်တုံ့ပြန်မှုတွေပြန်လည်ထူထောင်ရေးလုပ်ငန်းမှုတွေလည်းလုပ်အောင်ဖြစ်တဲ့အကြောင်းမလို့ကိုယ့်ရဲ့ဒီလုပ်ငန်းစဉ်တွေပေါ့နော်ငလျင်ကြောင်မလို့ဆက်လက်ပြီးလုပ်ရမယ့်လုပ်ငန်းစဉ်တွေပေါ်မှာ ဒီယောဂါတွေကလာပြီးတက်ရောက်လာနေတယ်ဆိုတာကိုလည်းပဲကျွန်တော်တို့တွေ့ချက်ထားမှာဖြစ်ပါတယ်အဲ့တော့ ပြီးခဲ့တဲ့ကျမတို့ပြီးခဲ့တဲ့ဆိုအစုမကြသေးခင်ရက်ပိုင်း2025ခုနှစ်မတ်လ28ရက်မှာတွေ့ဆုံခဲ့ရတယ်။ဒါဈေးခွဲဝန်းနေစရာငလင်တန်ကြီးကြောင့်မလို့ကျမတို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူလူထုတော်တော်များများအားဆိုလို့ရှိရင်ဒီကိုက်တင်ရရတာတည်ကြည်တာတွေများစွာကြုံခဲ့ရပါတယ်။အဲ့တော့နောက်ဆက်တွဲနေနဲ့ဖြစ်လာနိုင်တဲ့ယောဂပြန့်နှံ့မှုတွေကတ်ယောဂတွေကိုလည်းကျမတို့ကြိုတင်ပြီးတော့ dress ထားပြီးတော့မိမိတို့ဒေသအတွင်းမှာဒါတက်နိုင်သမျှအများဆုံးဒါကာဝယ်ဖို့ရင်တားဆီးဖို့ရင်တို့လောက်ကြမှာဖြစ်ပါတယ်။ဒါခါကျမတို့မကာဝယ်မတားဆီးနိုင်ဘူးဆိုလို့ရှိရင်တော့အနည်းဆုံးတော့ဘာတွေဖြစ်တဲ့ ်လဲဆိုတာကိုနားလည်ထားခြင်းအဖြစ်သူများနိုင်ငံတွေမှာအခုဘယ်လိုမျိုးအာလောက်ကြတယ်လဲဘယ်လိုကိုင်းတွေဖြစ်ရှင်းကြတယ်ဆိုတာကိုနားလည်ထားခြင်းအဖြစ်အတိုင်းအတာတူတူတွေတော့အကျိုးရှိမှာဖြစ်တယ်ဆိုတာဆရာမဥစွာပြောကြားထားလို့ပါတယ် ။အခုမြင်နေရတဲ့ကမ္ဘာမြေပေါ်မှာ red for zone လို့ခေါ်ရင်ငလင်ပြည့်ရွေကြောတွေပေါ့နော်။အဲကျမတို့တာမန်ပြည်သူလူတို့တယောက်ပြည်သူတယောက်ပဲဖြစ်တယ်ပေါ့နော်။ငလင်နဲ့ပတ်သက်တဲ့ဘာမှပိုးတူတာမရှိဘူး။ကျမဒီတိုင်းစာသင်ရင်းနဲ့မြေဒါကိုနည်းလေးထည့်ပြီးတော့ဆွေးနွေးဖို့လိုတဲ့အကြောင်းပြောချင်တာဖြစ်တယ်။ကျွန်တော်မြန်မာနိုင်ငံကိုကြည့်လိုက်ပေါ့နော်။ဒီငလင်ပြည့်ရွေကြောအနည်းဆုံးတတော်များများကနိုင်ငံကိုလွှမ်းမိုးထားတယ်ပေါ့နော်။အဲ့တော့တခြားသောကျမတို့ကမ္ဘာနိုင်ငံတွေမှာဆိုလို့ရှင်လည်းပဲအဲရှိတယ်ပေါ့နော်။ ဒီအလောကလွတ်တဲ့နေရာဆိုကျွန်တော်ရုရှားတို့ဂရင်းလန်တို့ကနေဒါတို့ပေါ့နော်အဲ့လိုနိုင်ငံလောက်ပဲရှိမယ်။အဲကျန်တဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်အဲဒီကလင်ပြည့်ရွှေကျော် အဲဒီရေထဲမှာရောပေါ့နော်ကျွန်တော်တို့သမုတ်ကြာရီထဲမှာရောကုန်းပေါ်တွေမှာရောဒါပြန့်နှံ့ပြီးတည်ရှိတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုဒီမှာတော်တော်လေးများနေရအောင်အားလုံးသတိထားစီခြင်းနဲ့အဲကျွန်တော်တို့နိုင်ငံအနေနဲ့ကအခုကအဲနှစ်ပေါင်းတော်တော်ကြာတော့မှတစ်ခါလုံငလျင်အကြီးလုတ်တယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့ဒီငလျင်လုတ်တယ်ဆိုလို့ရှိရင်တစ်ခါထပ်ပြီးတော့သိထားမှာကနောက်တဲ့နှစ်ပေါင်း အဲဘယ်လောက်ထိကြာမလဲပေါ့နော်နှစ်နေငယ်တွင်ဖြစ်မလားဒါမို့လို့ရှင်ရဲ့နှစ်အများကြီးကြာတော့မှာပဲထပ်ပြီးတော့ငလင်အကြီးတွေလောက်လာလိုက်မလားဆိုတော့ကျွန်မတို့ဘူးမှမသိနိုင်ဘူးပေါ့နော်ခံလဲမခံမှန်းနိုင်ဒါကြောင့်လို့ကျွန်မတို့ကကိုယ့်ရဲ့နိုင်ငံနေသားကိုဒီလိုမျိုး red force zone ထဲမှာဘယ်လောက်ထိပါနေလဲဆိုတော့နားလည်ထားခြင်းအဖြစ်ဒါကြိုးရင်းပြင်ဆင်မှုအတွက်ကိုအများကြီးသုံးဝင်မှာဖြစ်တယ်ဆိုတော့ကျွန်မဒါလေးကိုကျွန်တော်ပြောကြားလို့ပါတယ် အဲ့တော့အရင်ဆုံးကကျွန်တော်တို့ seismic wave လို့ခေါ်ရည်ဒီငလျင်လှုပ်တဲ့ line နေပေါ့နော်ဒါကတော့ကျွန်တော်တို့မြေကြီးပေါ်မှာခံစားရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့ဒါ ground motion လို့လည်းပဲပြောရပေါ့လေအဲ့တော့အဲ့လိုမျိုးကျွန်တော်တို့မြေကြီးပေါ်မှာခံစားရတဲ့လိုမျိုးပေါ်မှာခံစားရတဲ့ဒီ seismic wave တွေကြောင့်မို့ပြက်ရွေ့တွေဖြစ်စီရပေါ့နော် slide လို့ခေါ်ရည်ပြက်ရွေ့ဖြစ်စီရတဲ့ခါကျွန်တော်တို့မြေပြိုမှုတခုခုအဲ့အလေးဟိုပါပေါ့ဒီ weight ကြီးတဲ့ဒီမြေတုံးတွေမြေဆိုင်မြေခဲတွေကြောက်တုံးတွေဒါတွေပြုတ်ကျမှုဆိုရဲကျွန်တော်တို့ rock fall တွေဖြစ်စီပါတယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်အဲ့လိုမျိုးမြေပြိုတာ တွေအဲဒီလိုမျိုးပစ္စည်းအကြီးတွေပြုတ်ကြတာဖြစ်တယ်ဆိုလို့ရှင်မြေပေါ်မှာနောက်တစ်ခါကျတော့သူ့ရဲ့သက်ဆိုင်ရာနေရာတွေပတ်ဝန်းကျင်မှာပေါ့နော်ဖြစ်တဲ့နေရာပတ်ဝန်းကျင်မှာဆီမှာပုံမှုအလုံးကြီးတွေဖြစ်စီရဲပေါ့နော်လေထဲမှာအဲ့ဒီပုံမှုအလုံးကြီးတွေဒီအမုံမွားတွေအရဆိုရှင်လွင့်ဆင်သွားတယ်ဖုံပြင်းကိုဆီမှာတခြားတော့လေထဲမှာပါတယ်ဆီမှာအဲဒီပိုးမွားယောဂါတွေပေါ့နော်ဥမာဆီမှာတို့ Coccidio တို့ Mycosis တို့ပေါ့တယ်ဆီမှာမှုပိုးတွေပေါ့အဲ့တော့ဒါရဲ့ဆီမှာတို့ Airborne disease ဖြစ်တယ်ပေါ့နော်သူ့ရဲ့အဲ့ဒီအဲမှုရဲ့ဆီမှာ spores ကြီးအရဆိုရှင်လေထဲမှာတခြားတွေတူတူပြန့်နှံ့သွားတယ်ပေါ့တော့ဒါကဥပမာပေါ့လीအဲ့ ဲ့တော့ဒါကတော့ကျွန်တော်ကလီဖိုးနီးယားငလျင်ပါပေါ့နော်တောင်ကောက်94ခုနဲ့ကလီဖိုးနီးယားငလျင်ပါဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်တော်ဖုံဖို့အလုံးကြီးအများကြီးလွင့်ဆင်သွားတဲ့အတွက်ကြောင့်အဲ့ဒီကနေပြီးတော့အဲ့လေရှူရှာမိပြီးတော့ခါကြတော့ဒါဒေတာရင်းရလူမှာဆိုလို့ရှိရင် coccidioidomycosis ဒီအများကြီး outbreak ပုံစံမျိုးနဲ့ဖြစ်ခဲ့တာဟုတ်ကဲ့အတွင်ပြန့်နေနိုင်တယ်ကဲအောင်ကျမတို့လေတာတွေ့ရှိကြရပေါ့နော်ဒါရဲပါလေဆိုလို့ရှိရင်ဒီသမိုင်းထောက်ဒါရီကိုကြည့်ပြီးဆိုလို့ရှိရင်မိမိတို့ရဲ့ဒေတာတွေမှာလည်းပဲဖြစ်လာနိုင်တဲ့ယောဂါတွေကိုကြိုတင်ပြီးတော့ခါကြတော့မှန်ဆနိုင်ရအတွက်ရဘလို့ကာဝင်မလဲဖြစ်လာလို့ရှိရင်ကျမတို့ဘလို့ကူတာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဘလို့ကိုင်းတွေ့မလဲဆို ာနဲ့ပတ်သက်ပြီးတော့လေ area ရည်ရည်စင်းတယ်ပြီးတော့ဆိုတာဒါလေးကိုနမူနာနဲ့ထည့်ထားတာဖြစ်ပါတယ်အဲ့တော့တခြားသောကျွန်မတို့ဒီ airborne disease တွေကိုလည်းပဲတပါးလေးကျွန်မတို့တွေးပြီးတော့ခါကြတော့အဲစဉ်းစားထားရမယ်ပေါ့နော်လေတွေကနေပြန့်နေတဲ့ရောဂါတွေပါရရှိတယ်အဲ့အရာတွေအကုန်လုံးဒီလိုဖုံမှုန့်နေအမုံအမွားအကြီးတွေပေါ့နော်အဝေးကိုလွင့်ဆင်ပြီးတော့ပြန့်နိုင်လောက်တဲ့အနေအထားမျိုးတွေအများကြီးတွေအစုလိုက်အပြုံလိုက်ပြီးကျွန်မတို့လွင့်ဆင်ခဲ့ပြီဆိုလို့ရှိရင်အများကြီးသတိထားမှာဖြစ်တယ်ဆိုတော့နားလည်ထားသိကြပါမယ် ဒါကျွန်မတို့ကယ်လီဖိုးနီးယားငလျင်အဲဖြစ်တဲ့အနေအထားတစ်ခုကိုကျွန်မတို့ဒါတရုတ်ပေါ်နေနဲ့ပြထားတာပေါ့နော်အဲ့တော့ဝေးပြေးလမ်းမကြီးမှာဆိုလို့ရှိရင်ဒါမျိုးလုံးဝကျိုးပြီးတော့ခါကြောင့်ဒီထပ်ပိုင်းနေပါပြတ်ထွက်သွားတဲ့အနေအထားမျိုးတွေဒီအောင်ငလင်ရဘလောက်ကြီးပြင်းထန်လဲဆိုတော့ကျွန်မတို့မန်ဆာလို့ရတယ်ပေါ့နော်ကျမတို့လှိုင်းပုံစံမျိုးသွားတဲ့ seismic wave တိကြောင်ပြောပြီးသွားပြီဆိုလို့ရှိရင် particle displacement ပေါ့နော် downlight ရွှေလျားမှုတွေပေါ့အဲ့တော့ အဲညာတော့အဖြစ်ရတာကျမတို့ကဆူနာမီလိုင်းကြီးဖြစ်ပေါ်တတ်တဲ့ earthquake မျိုးလိုနားလည်လို့ရတယ်ပင်လယ်ကျမ်းမြေတို့ကမ်းလှုပ်ဒေသတို့လိုမျိုးမှာဒီ particle displacement တွေကိုတွေ့ရတတ်တယ်ပေါ့เนาะအဲ့တော့ဟိုဥမာပြဆိုလို့ရှိရင်ねသူကတော့ဒီမှာဥပပေးထားတာကတော့ဒီဇင်ဘာ2004ခုနှစ်ဒီဇင်ဘာမှာကျမတို့ကျမတို့ကြုံတွေ့ရတဲ့ Indian ocean tsunami ပေါ့เนาะအဲ့တော့ဒီနေရာမှာကျမတို့ ring of fire ဆိုတဲ့ အတိတ်ပဲလို့လည်းနည်းနည်းလေးပြောပြရခြင်းနဲ့ပေါ့နော်။သူကကျမတို့ဒီအဲပစိဖိတ်သမုဒ္ဒရာပေါ့။ပစိဖိတ်သမုဒ္ဒရာရဲ့ဒီပပတ်လေးဒီနေရာတွေအရဆိုလို့ရှိရင်အဲဒီဒီအမ်ဒီ earthquake activity တွေနောက်တစ်ခါ seismic wave တွေနောက်တစ်ခါ volcano တွေပေါ့နော်မီးတောင်တွေပါရှင်နေရနေထားနေရာတွေပတ်ပတ်လေအဲနေရာကြီးဖြစ်တဲ့အတွက်ကြောင့်အဲနေရာတွေဟာအင်မတန်ပါဒီငလျင်ဖြစ်ဖို့အတွက်ကိုဒါအရန်အန်ရများတဲ့နေရာတွေပေါ့အဲ့တော့အဲနေရာမှာအဲကျွန်တော်တို့တွေ့ရတဲ့ဒီ tsunami ကိုဒါက vertical displacement earthquake နဲ့ခေတာတာဖြစ်တယ်ဒါကကျွန်တော်တို့ဆောင်းဘောကကျွန်းစုတွေပေါ့နော်တောင် Pacific သမုဒ္ဒရာဆောင်းဘောကကျွန်းစုတွေထဲမှာလေးပဲ2009နှစ်က tsunami တစ်ခါဖြစ်ခဲ့ပါတယ်ဒါကကျွန်တော်တို့2011ခုနှစ်ဂျပန် tsunami ရာဆိုလို့ရှင်လည်းပဲ vertical ည် displacement upgrade ပုံစံမျိုးဖြစ်တာကိုကျွန်တော်တို့ဥပမာအနေနဲ့နားလည်လို့ရတယ်ပေါ့နော်အခုမြင်နေရတဲ့ဒီအနေအောင်အကွင်းပေါ့နော်အဲသူကတော့ ring လို့ပြောတယ်ပပတ်လေးဒါအနေအောင်လို့တို့သူကချေထားတယ်အဲဒီမှာဟိုအားရရှိမှာပေါ့ကျွန်တော်တို့ location တွေပြထားတယ်ပေါ့နော်သူရဲ့ဒီ points တွေအားဆိုလို့ရှိရင် volcano နောက်တစ်ခါကျ seismic activity ပေါ့ မြေတောင်နေတာတို့ကကြာတော့ငလင်နေအများကြီးဖြစ်တတ်တဲ့နေရာ points တွေကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီမှာဘာတွေပါလဲဆိုလို့ရှိရင်ဒီဘက်ကအာရှဘက်ကဆိုကျွန်တော်ဂျပန်အဲဂျွန်ဇူတွေပါတယ်တခါကျွန်တော်အင်ဒိုနီးရှားအဲဒီ territory ပေါ့နော်သူတို့ရဲ့နေမြေတွေကဂျွန်ဇူတွေပါမယ်နောက်ကကြာတော့ကျွန်တော်တို့ဒီ Pacific သမုဒ္ဒရာတွေကတချို့နေရာတွေပါမယ်ပေါ့နော် ပြီးတော့ခါကြာတော့ဒီဘက်ကအမေရိကတိုင်းမှာဆိုလို့ရှိရင်တောင်အမေရိကမြောက်အမေရိကပါမယ်တခါဒီကနေဒါဘက်တွေလည်းပဲပါတယ်ပေါ့လေ Caribbean ီ plate မျိုးနေရာတွေပါရှိရတဲ့အတွက်ကြောင့်မို့ဆိုတော့ဒီနေရာတွေမှာဒီအများသောအဖြစ်ပေါ့နော်ဒီ90အခိုင်နှုန်းလောက်ကဆိုလို့ရှိရင် volcano တွေ seismic activity တွေများတဲ့အတွက်ကြောင့်မလို့ဒီ rim တွေကိုတွားပြီးတော့ဒီ rim တွေနဲ့ဆက်ဆက်ပြီးတော့ဟာကြတော့တွေ့တဲ့နေရာမှာဒါအင်မတန်မှပြင်းထန်တဲ့ tsunami အလှိုင်းလုံးကြီးတွေအ tsunami တန်ကလေးမျိုးပေါ့နော်အများကြီးဖြစ်တဲ့တဲ့ဆိုတဲ့အခြေအနေမျိုးကိုဆရာမတို့နားလည်လို့ရတယ်ပေါ့နော် အဲဒါဆီမားတို့ Ring of Fire ပေါ့နော်ဒီ Indian Ocean အပါအဝင် Ring of Fire ဒေသမှာအဲရှိတယ်ပေါ့နော် Ring of Fire သတ်မှတ်တဲ့ဒေသက မှာအခြေခံပြီးတော့အခြေပြုပြီးတော့ဖြစ်တဲ့ဆူနာမီကို2004ခုနှစ်ဒါတွေ့ရတဲ့အနေအထားပေါ့နော်အဲ့တော့ဒီ slide လုံးနေကြောင်းလူကျွန်မတို့လူနေအိမ်တွေပါအပါအဝင်ပေါ့နော်အစားအုံအကြီးမားကြီးတွေပါလုံးဝပြည့်စည်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ဟာကဘာမှန်းမသိရောတော့အောင်မျိုးတီအဲလူအသေးအပြောက်ရေတွက်လူမရတဲ့ဒီကောက်လို့လူမရတဲ့အထိအပြည့်စည်နိုင်တဲ့ data မျိုးတွေဖြစ်တယ်ဆိုတော့ဦးကျွန်မတို့ဒီပုံတွေကိုမြင်အောင်နေနေတယ်ဒါနားလည်လို့ရရပေါ့နော် နောက်ကျမတို့စာမောကျွန်းစုတွေပေါ့နော်ဒီမှာလည်းပဲလိုပဲဆိုတော့2009နှစ်ကလူဆူနာမီလိုင်းလုံးတွေပေါ့နော်အဲအဲ့ဒီနေထားတွေအဲအကြောင်းမလို့ဒီဆူနာမီလိုင်းလုံးတွေတိုက်စားတဲ့အတွက်ကြောင့်မလို့အင်မတန်မှာဒါကဒီဟိုဟာတွေပေါ့တက်စီးရများတယ်ဆိုတော့ဒီမှာကြည့်လို့နေနေကျမတို့နားလည်နိုင်နေပေါ့နော် ဒါပဲကျမတို့ဂျပန်ဆူနာမီလိုက်ပါတော့ခြေတွေတက်လာလိမ့်တယ်ကျမတို့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဒီအဲကုန်းမော်တွေပါရောက်ပြီးတော့ခါကြတော့အကုန်လုံးကိုဖျက်ဆီးသွားတဲ့အနေအထားမျိုးတွေကိုမျက်မြင်ကိုယ်တွေကျမတို့ဒီမှာလှိုင်းလုံးကြီးတကယ်ကိုတက်လာတဲ့အနေအထားယူတီချာတက်ပုံရိုက်ပြီးတော့ဗတန်းတင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်